အားလုံးမင်္ဂလာပါဒီဘက်ကဟက် knowledge sharing channel အနေချိုဆိုပါရယ်ဒီနေ့တစ်ချိန်နဲ့အတူ grade 12 biology chapter 4.2.4 infectious diseases အပိုင်း1ကိုလေ့လာကြရအောင် infectious diseases are diseases that are caused by organisms known as pathogens infectious disease ဆိုတာကတော့ pathogens တွေကြောင့်ဖြစ်ပေါ်တဲ့ရောဂါတွေကို ပြောတာဖြစ်တယ် they are sometimes called communicable diseases as they are passed from infected to an infected people infectious diseases တွေက infection ဖြစ်ခံရတဲ့လူတွေကနေ infection မဖြစ်သေးတဲ့လူတွေစီကိုကူးစက်နိုင်တဲ့အတွက်ကြောင့် communicable disease လို့လည်းခေါ်နိုင်တာဖြစ်တယ် some also affect animals and are passed from animals to humans တချို့ infectious diseases တွေက animals တွေဝင်ရောဂါကူးစက်နိုင်ပြီးတော့မှ animals ကနေမှတဆင်လူတွေကို ဆက်ပြီးတော့မှယောဂကုသတာဖြစ်တယ်။ The way in which a pathogen passes from one host to another is called the transmission cycle. Pathogens က one host ကနေတခြား host ကြီးကိုကူးစက်တဲ့နည်းလမ်းကို transmission cycle လို့ခေါ်တာဖြစ်တယ်။ Disease ဖြစ်စေတဲ့ agent ဖြစ်တဲ့ pathogen စီနေထိုင်ပြီးတော့မှ reproduce လုပ်တဲ့ living organism example နည်းနဲ့ဆိုလို့ရှိရင် human animals ဒါမှမဟုတ်လို့ရှိရင် plants တွေကို host လို့ပြောတာဖြစ်တယ်။ဒီပုံမှာတော့ malaria parasite ရဲ့ life cycle ကိုကြားထားဖြစ်တယ်။ life cycle ကတော့ pathogens ကတဖြည်းဖြည်း develop ဖြစ်ပြီးတော့မှ grow ဖြစ်လာတဲ့ stages တွေကိုကြားထားဖြစ်ပြီးတော့ transmission cycle ကတော့ one host ကနေတခြား host ကြီးကိုကူးစက်နိုင်တဲ့လမ်းကြောင်းကိုပြောတာဖြစ်တယ်။ malaria parasite မှာ host အနေနဲ့ဆိုလို့ရှိရင် ခြင်ကောင်ရော လူကောက host ဖြစ်တဲ့ခြင်အားနေပြီးတော့မှလူကိုတနည်းအားဖြင့် one host ကနေ another host ကိုခြင်ကင်ခြင်အားဖြင့်ကူးစက်နိုင်တာကို transmission ဖြစ်တယ်လို့ပြောတာဖြစ်တယ် the prevalence of a disease is the number of people who have that disease at any one time disease တခုရဲ့ prevalence ဆိုတာကတော့တိုင်းတန်လိုက်တဲ့အချိန်တစ်ချိန်မှာရှိတယ်လူနာ စုစုပေါင်းအရေအတွက်ကို ပြောတာဖြစ်တယ် incident ဆိုတာကတော့ ယောဂဖြစ်တဲ့လူနာအတ္တတွေကိုပြောတာဖြစ်ပြီးတော့မှ preference တဲမှာတော့လူနာအတ္တကောလူနာအဟောင်းရောပါဝင်မှာဖြစ်တဲ့ preference ဆိုရဲလူနာတစ်ကောလူနာဟောင်းရောပေါင်းနေတဲ့အထဲကယောဂပြန်ဖြစ်တဲ့ recurrence တွေရှိနိုင်တယ်လို့တချို့တွေကလည်းလုံးဝကောင်းသွားတာရှိတယ်တချို့တွေကလည်းသေဆုံးသွားတာရှိမှာဖြစ်တယ် diseases that are always in populations are described as endemic population နဲ့မှာအများနဲ့ရှိနေတဲ့ယောဂါတွေကို endemic လို့ပြောတာဖြစ်တယ်။ An epidemic occurs when there is a sudden increase in the number of people with a disease. Epidemic ကတော့ယောဂါရှိတဲ့လူနာဦးရေကရုတ်တရက်ကြီးများပြားလာတဲ့အချိန်ကိုပြောတာဖြစ်တယ်။ A pandemic occurs when there is an increase in the number of cases throughout a continent or across the world. Pandemic ဆိုတာကတော့ ကဘာပေါ်မှာရှိတဲ့တိုက်တိုင်းအာရှတိုင်းဓမ္မမုံဥရောပတိုင်းမှာယောဂဖြစ်တာဓမ္မမုံလို့ရှိရင်ကဘာလုံးမှာယောဂဖြစ်တဲ့လူဦးရေများလာတာကို ပန်ဒက်မစ်လို့ပြောတာဖြစ်တယ်။အန်ဒက်မစ်ကတော့ကဘာကြီးရဲ့နေရအနှံ့ပြားမှာယောဂကအနှင်းငယ်စီပြန့်နှံ့ပြီးတော့မှအမြဲတမ်းရှိနေတာကိုပြောတာဖြစ်တယ်။အပီဒက်မစ်ကတော့အချိန်တစ်ချိန်ဓမ္မမုံနေရာတစ်ခုမှာယောဂဖြစ်တဲ့လူဦးရေ ယောဂဖြစ်ပေါ်မှုတွေယုတ်တည့်ရဲ့များလာတာကိုပြောတာဖြစ်တယ်။ pandemic ကတော့ continent တစ်ခုရဲ့မှာဒါမှမဟုတ်တစ်ကမ္ဘာလုံးမှာယောဂကြီးညပြပြီးတော့မှပြန့်နှံ့နေတာကိုပြောတာဖြစ်တယ်။ဒီပုံမှာတော့ malaria endemic ဖြစ်တဲ့ country စီကို အနီရောင်နဲ့ပြထားတာဖြစ်တယ်။ malaria ယောဂကဒီအနီရောင်နဲ့ပြထားတဲ့အတိုင်းပြည်ကြီးမှာ အမြဲတမ်းရှိပြီးတော့မှဖြစ်ပေါ်နေတာဖြစ်တယ်။ဒီဘက်ပုံကတော့ covid-19 ်ယောဂပြန့်နှံ့တာကိုပြထားဖြစ်တယ်ပထမဆုံး COVID-19 infection ကတရုတ်ပြည်ဝူဟန်မှာယောဂရှိတဲ့လူတွေအများကြီးဖြစ်ပေါ်လာတဲ့အတွက်ကြောင့် outbreak လို့ပြောတာဖြစ်တယ် outbreak နဲ့ epidemic ကအနည်းငယ်အထိပ္ပယ်ကွဲပြားခြားနာရင် outbreak ကတော့ limited area အတွင်းမှာယောဂဖြစ်တယ်ဆိုလို့ရှိရင် outbreak လို့ပြောတာဖြစ်တယ် ။အောက်ပရိဖြစ်တဲ့ disease ကမျောမန်းထားတာထက်ပိုတဲ့လူတွေကိုယောဂအလျင်အမြန်ကူးဆက်ပြီးတော့မှပိုပြီးတော့မှအေရာတော်တော်များများကိုပြန့်နှံ့မယ်ဆိုလို့ရှိရင် epidemic လို့ခေါ်တာဖြစ်တယ်။ဝုဟန်ရဲ့ပတ်ဝန်းကျင် area မှာ covid-19 infection ဖြစ်တဲ့လူတွေအရန်ကို ရုတ်တရက်များပြားလာတာကို epidemic လို့ပြောပြီးတော့မှဒီကမ္ဘာလုံးမှာ COVID-19 ရောဂါကြီးပြန့်နှံ့သွားတာကို pandemic လို့ပြောတာဖြစ်တယ် The death rate from different diseases is referred to as mortality. Mortality ဆိုတာကတော့ population အတွင်းမှာတည်တဲ့ဖြစ်စဉ်ကို ဆိုလိုတာဖြစ်တယ်။ Morbidity ဆိုတာကတော့ population အတွင်းမှာရောဂါရှိတဲ့လူ မကျန်းမာတဲ့လူတွေအခြေအနေကိုဖော်ပြတာဖြစ်တယ်။ Some diseases of worldwide importance are shown in table. ကမ္ဘာပေါ်မှာ ဖြစ်ပေါ်တဲ့အရေးကြီးတဲ့တချို့ disease တွေကို table မှာ ပြထားတာဖြစ်တယ်။ ယောဂအမျိုးအစား ဖြစ်စေတဲ့ပက်သိုဂျင်စ်နဲ့ပက်သိုဂျင်စ်ရဲ့ types ကိုဖော်ပြထားတဲ့ဒီပဲဖြစ်တယ်။ cholera ဆိုတဲ့ကာလဝန်းလျှောယောဂက vibrio cholerae လို့ခေါ်တဲ့ bacteria ကြောင့်ဖြစ်ပေါ်တာဖြစ်တယ်။ cholera ယောဂကတော့ယောဂဖြစ်စေတဲ့ပက်သိုဂျင်စ် vibrio cholerae ပါတဲ့မတန်ရှင်းတဲ့ရည်တွေကိုတောက်သုံးမိတာကြောင့်ဖြစ်တယ်။ ကိုလရာဒါရီယာကြောင့်ဝမ်းလျှော့မယ်ဆိုလို့ရှိရင်ဝမ်းလျှော့တဲ့အရည်တွေကပမာဏများသလိုကြီးလိုက်လို့ရှိရင်လည်းစံစည်းရည်လိုမျိုးတူနေတာကိုတွေ့ရမှာဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်ဝမ်းလျှော့လူနာကရေတဆုံးရှုံးမှုကိုအပြင်းထန်ခံစားရပြီးတော့မှအသက်အန္တရာယ်ရှိတာဖြစ်တဲ့ရောဂါဖြစ်တဲ့လူရဲ့ဝမ်းလျှော့တဲ့အရည်တွေထဲမှာရောဂါကူးစက်နိုင်တဲ့ဘက်တီးရီးယားတွေအများကြီးပါဝင်တာဖြစ်တဲ့ ကိုလိုနာဒါရီယာဖြစ်စေတဲ့ဗတိယားပါဝင်တဲ့မတန်ရှင်းတဲ့ရေတွေကိုတောက်သုံးမိတယ်ဒါမှမဟုတ်လို့ရှိရင်ဟင်းချက်တဲ့အခါမှာအသုံးပြုမိမယ်ဆိုလို့ရှိရင်ကိုလိုနာဒါရီယာရောဂါကူးစက်မှာဖြစ်တယ်အဲ့ဒီတွဲကြောင့်တန်ရှင်းတဲ့ရေကိုတောက်သုံးရမှာဖြစ်ပြီးတော့မှတန်ရှင်းတဲ့ရေမရရှိဘူးဆိုလို့ရှိရင်တော့ရေကိုတေချာကြိုချက်တောက်သုံးရမှာဖြစ်တယ်ဂျီတက်ဆုံးရှုံးမယ်ဆိုလို့ရှိရင်တော့ အရင်ဆုံးဓာတ်စာရည်ကိုတောက်သုံးရမှာဖြစ်ပြီးတော့မှအနည်းဆက်ဆုံးစိတ်ယုံစည်းကမ်းကိုကုသမှုခံယူဖို့တောင်းမှာဖြစ်တယ်။ပတန်ရှင်းတဲ့ရည်ကြောင်ဖြစ်ပေါ်တဲ့ဝမ်းပြောင်းဝမ်းလျှော်ယောဂါကို ကာကွယ်ဖို့ရန်အတွက်ဆိုလို့ရှိရင်အစားအစာခင်မှာ လက်ကိုတေချာစေးတာမျိုးတန်ရှင်းတဲ့ရည်ကိုတောက်သုံးခြင်းတကိုယ်ရည်တန်ရှင်းရည်ကိုဂရုစိုက်ခြင်းနဲ့ပတ်ဝန်းကျင်ကိုတန်တန်ရှင်းရှင်းထားတာမျိုးတွေလုပ်ရမှာဖြစ်တယ်။ BBI ကထုတ်တဲ့ တစားမှုံကိုရေးချက်ဤဒါမှမဟုတ်လို့ရှိရင်တန်ရှင်းတဲ့ရင်နဲ့ညွန်ကြားထားတဲ့အတိုင်းပဲအရေးဖြော်ပြီးတဲ့အခါမှာတောက်သုံးရမှာဖြစ်တယ်။မလေးရီးယားရောဂါကို Protist အမျိုးအစားဖြစ်တဲ့ Plasmodium species လေးခုအနည်းဖြစ်စေနိုင်တာဖြစ်တယ်။ Plasmodium ကလူရဲ့ RBC ထဲမှာရှိနေတာကို microscope နဲ့မြင်ရတာဖြစ်တယ်။ AIDS ကတော့ acquired immunodeficiency syndrome ဆိုတဲ့ရောဂါကိုပြောတာဖြစ်တယ်။ HIV ကတော့ AIDS ကိုဖြစ်ပေါ်စေတဲ့ပသိုဂျင်ဖြစ်တဲ့ human immunodeficiency virus ကိုခေါ်တာဖြစ်တယ်။ HIV virus ရဲ့ပုံကို ကြားထားတာဖြစ်တယ်။ HIV virus ကအကာအကွယ်မရှိတဲ့လင်းဆက်ဆံမှုတွေ unprotected sex မွေးရည်ဆေးဝါးသုံးတဲ့အခါမှာမတန့်ရှင်းတဲ့အက်တီကိုသုံးစွဲတာနဲ့ မတန်ရှင်းတဲ့သွေးတွေကိုသွေးမိတာနဲ့ရောဂါရှိတဲ့အမေရှိကနေဗိုက်သေးကကလေးကိုကူးဆက်တာမျိုးတွေခွဲစိတ်ရမှာဒါမှမဟုတ်လို့ရှိရင်သွားနှုတ်ရမှာအသုံးပြုရဲမတန်ရှင်းတဲ့ကိရိယာတွေကနေပြောမှာ HIV virus ကိုကူးဆက်နိုင်တာဖြစ်တယ်။လူတစ်ယောက်နဲ့တစ်ယောက်လက်ဆွဲနှုတ်ဆက်တာမျိုးရောဂါရှိတဲ့လူစားသုံးတဲ့ပုဂံနေနဲ့အစားအစာစားသုံးမိတာမျိုး တယောက်နဲ့တယောက်နန်းနာမျိုးခြင်ကြိုက်တာမျိုးနဲ့ရောဂါရှိတဲ့လူကူးတဲ့ရေကူးကံမှာရေကူးခြင်းနေရနေပြောမှာ HIV ကမကူးဆက်နိုင်ဘူးဒီပုံမှာဆိုလို့ရှိရင်တော့ AIDS ရောဂါမဖြစ်ခင်နဲ့ဖြစ်ပြီးသွားတဲ့အခါမှာတွေ့ရတဲ့လူရဲ့အခြေအနေကို ကြားထားတာဖြစ်တယ်မွေးရစေးကိုတုံးပြီးတော့မှအကြောရဲကိုထိုးသိမ့်တဲ့အခါမှာမတန်ရှင်းတဲ့အက်တီကိုတုံးဆွဲခြင်းတယောက်သုံးမိသားအက်ကိုနောက်တယောက်ပြန်ပြီးတော့မှတုံးဆွဲတာမျိုးတွေက HIV virus ကိုကူးစက်စေနိုင်တာဖြစ်တယ်။ tuberculosis လို့ခေါ်တဲ့ TB ရောဂါက bacteria ဖြစ်တဲ့ mycobacterium tuberculosis နဲ့ mycobacterium bovis ဆိုတဲ့ pathogens ကဖြစ်ပေါ်စေတာဖြစ်တယ်။ TB ရောဂါကချောင်းဆိုးလိုက်တဲ့လေထဲမှာပါဝင်နေတဲ့ TB ရောဂါပိုးတွေကို ရှုမိခြင်းအားဖြင့်ကူးစက်နိုင်တာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ချောင်းဆိုးမယ်ဆိုလို့ရှိရင် လက်ကင်မွားနဲ့အုပ်ဘရောမှာစိုးတာမျိုးမတ်စတတာမျိုးတွေကိုလောက်ဆောင်ရမှာဖြစ်တယ်။လူဦးရေထူထပ်တဲ့နေရာကိုသွားမယ်ဆိုလို့ရှိရင်လေမတ်စတထားခြင်းကလေတရအနေတစ်ဆင့်ပြန့်နှံ့နိုင်တဲ့ယောဂာတွေကိုကာဝယ်ပေးပြီးသားဖြစ်တယ်။ချူပါကူလိုစစ်ဆိုတဲ့ယောဂာကအဆုတ်မှာဖြစ်နိုင်တယ်လို့ဥလန်းချောင်းမှလည်းတီဗီယောဂာဖြစ်ပေါ်နိုင်တာဖြစ်တယ်။တေချာပိုးတက်မထားတဲ့နွားနို့တွေစိတ်နို့တွေကိုတောက်တုံးခြင်းအဖြစ် ်ဦးလန်းချောင်းမှာ TB ယောဂါဖြစ်ပေါ်နိုင်တာဖြစ်တယ်။ measles လို့ခေါ်တဲ့ဝက်သက်ယောဂါကတော့ mobile virus အမျိုးအစားတစ်ခုကြောင့်ဖြစ်ပေါ်တာဖြစ်တယ်။ဝက်သက်ယောဂါဖြစ်မယ်ဆိုလို့ရှိရင်ဖျားခြင်းခန္ဓာကိုယ်အနှံ့ပြားမှာအနီးစက်ကလေးတွေ rash တွေဖြစ်ပေါ်ခြင်း upper respiratory tract မှာ inflammation တွေဖြစ်ခြင်းတွေဖြစ်ပေါ်နိုင်တာဖြစ်တယ်။ဝက်သက်ယောဂါပချိတ်ရောင်နာနဲ့ဂျာမန်ဝက်သက်ကို measles mumps ရူဘန်လာဗက်ဆင်းကို ထိုးခြင်းအပြင်ကာကွယ်ပေးနိုင်တယ်။ COVID disease ကတော့ coronavirus ကြောင့်ဖြစ်ပေါ်တာဖြစ်တယ်။ဒီပုံမှာတော့ coronavirus ကို ကြာထားတာဖြစ်တယ်။ coronavirus ကလည်းရောဂါဖြစ်တဲ့သူချောင်းဆိုးလိုက်တဲ့အခါမှာကျန်းမာသွားတဲ့အမုံမွားတွေထဲမှာ coronavirus တွေပါဝင်ပြီးတော့လေရနေတဲ့စင်တခြားသူတွေကိုကူးစက်နိုင်တာဖြစ်တယ်။ ကိုဗစ် infection ကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်လေဝင်လေထွက်ကောင်းအောင်လုပ်ခြင်း mask ကိုတည်ချတတ်ခြင်းလက်ကိုတည်ချဆေးခြင်းနဲ့တကူရီတန့်ရှင်းမှုတွေကိုသတိထားမှာဖြစ်တယ်။ COVID-19 outbreak ဖြစ်တဲ့အခါမှာလူနာတွေကိုကုသနေတဲ့အခန်းကိုကြားသထားတာဖြစ်တယ်။ COVID-19 outbreak ကကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတစ်ခုဖြစ်တဲ့ Severe Acute Respiratory Syndrome Coronavirus 2 SARS-CoV-2 virus ကြောင့်ဖြစ်ပေါ်တာဖြစ်တဲ့ SARS-CoV-2 virus ကလူရဲ့အဆုတ်ကိုပြင်းထန်စွာပျက်စီးစေနိုင်တာဖြစ်တယ်။ဒီနေ့ဒီချိန်နဲ့အတူ Grade 1 Biology Chapter 4.2.2 Infectious Diseases အပိုင်း1ခေါင်းစဉ်အောက်မှာ Infectious or Communicable Disease တွေအကြောင်းပက်သိုဂျင်စေရဲ့ Transmission Cycle, Prevalence, Endemic, Epidemic, Pandemic နဲ့ mortality and morbidity ရဲ့အဓိပ္ပာယ်တွေကို လေ့လာခဲ့ကြတယ်။ကမ္ဘာပေါ်မှာအရေးကြီးတဲ့တချို့ disease တွေဖြစ်တဲ့ cholera, malaria, AIDS, tuberculosis, measles နဲ့ covid diseases တွေရဲ့ pathogens တွေနဲ့ pathogens အမျိုးအစားတွေအကြောင်းကိုလေ့လာခဲ့ကြတယ်။ကျွန်တော်နဲ့အတူမြန်မာပြည်မှာရှိတဲ့ Great Dane Pathology ကို လေ့လာနေတဲ့အကြောင်းသားအကြောင်းသူတွေအတွက် ဇီဝကဟက် knowledge sharing channel ကို like and share လုပ်ပေးကြပါ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာတစ်ချိန်နဲ့အတူကျန်နေဆုံးတွေ့ကြပါစို့